သိမင်းနိုင်ငံမှာတုံးနေပတ်စံမင်းခိုင်ဆိုးစံအပိုင်လေးလမ်းရဲ့အတွင်းဘက်အစုံမိရထားတန်လန်းနာကအင်ကဘက်ထရီအိုးတွေလောက်တာဗျတိတ်ပန်စိန်လှဘက်ထရီဆိုင်ဆိုပြီးတွပြားမှာစေးတုပ်ဆိုင်းပုံရေးထားတယ်လင်းယုံဖျောင်းနိုင်လုတ်တဲ့အင်နဲ့အဲ့ဒီတိတ်ပန်စိန်လှတို့တမိသားစုလုံးကမတည့်ကြဘူးတိတ်ပန်စိန်လှတို့ကမိရကူနှစ်ယောက်ရှိတာစိန်လှနေစိန်များတဲ့ သိပ္ပံစိန်လှရဲ့မိန်းမနာမည်ကမလှထီသူတို့ကသားသမီးမထွန်ကားဘူးကိုစိန်မြရဲ့မိန်းမကကြတော့မနှင်းသွဲတဲ့ကိုစိန်မြဆုံးသွားပြီးတော့မှကြံတဲ့ကိုဝင်နဲ့တားလီတယောက်ရတယ်ဆိုပဲဒါတွေကကျွန်တော်တို့ပြောင်းမလာခင်လွန်ခဲ့တဲ့၃နှစ်၄နှစ်လောက်ကဖြစ်ခဲ့တဲ့ကိစ္စတွေပါကျွန်တော်တို့ကတိလဲမသိစိတ်လဲမဝင်စားမိပါဘူးပြီးတော့ဖျောင်းတိုင်းလုပ်ငန်းနဲ့ဘက်ထရီဆိုင်မတည့်ကြတာလေဘာများထူးဆန်းလို့လဲဗျာ ပြဿနာကကျွန်တော်တို့ကောင်းကြီးဗျဂျာမန်တွေးခေါ်ပညာရှင်လည်းမဟုတ်ပြင်သစ်တွေးခေါ်ပညာရှင်လည်းမဟုတ်တဲ့ဥရတူတွေးခေါ်ပညာရှင်ကြီးဖိုးစော ဥတူတူနိုင်လွန်းလို့ဥရတူပညာရှင်လို့နာမည်တက်လိုက်တာအဲ့ဒီတောင်ဖိုးစောကဘဲလော်ကြားစားညက်ရက်ပြစ်ရှစ်ပါးလေးမှာမင်းနေရာမှာမလွတ်အောင်ကန့်လန့်ကန့်လန့်ဘုမတိဘာမတိဝင်ပါလို့ပြဿနာတက်ရတာအဲ့ဒီနေ့ကလန်ထိတ်ကဒေါ်ယီမြောင်မြောင်မဟင်းကားဆိုင်မှာ ကျွန်တော်တို့လေးယောက်စလုံးဝင်ထိုင်ဖြစ်ကြရဲ့မောင်ရင်ကမှားလိုက်တော့ချက်ချင်းမရသေးဘူးဗျကျွန်တော်တို့ရှေ့မှာရောက်နေနေတဲ့သူတွေခြိုင်းဆွေးလာဝင်တဲ့သူတွေတော်တော်များနေလို့စောင့်နေရတယ်အကြာကြီးပဲဗျာအဲ့ဒီအချိန်မှမှသိပ်ပန်စိန်လှရဲ့ခင်မကွင်လွန်သွားတဲ့ကိုစိန်မြရဲ့ဇနီးမနှင်းတွေကသူ့ရဲ့သားလေးကိုလက်ဆွဲပြီးမောင်ရင်ကဝယ်ဖို့ရောက်လာပါလေရောဆုံးပါသွားတဲ့ကိုစိန်မြရုပ်ရည်ကိုကျွန်တော်တို့မမိလို့မတိလိုက်ကြရပါပဲ။ သူ့သားလေးကတော့ဖြူဖြူဖွေးဖွေးဝါဝါကိကိချစ်စရာလေးဗျာပါကလေးကို ဖောင်းနေရပဲမျက်လုံးလေးတွေကလည်းဝိုင်းဆက်လို့အဲ့ဒီကလေးကိုကြည့်ပြီးဖိုးစောဥရီအသေးတွေရားလာတဲ့နေ့တူပါရဲ့မနေနိုင်မထိုင်နိုင်ပဆက်စော်ပြီးကလေးကိုသွားမြူတယ်တတလေးရဲ့ဖေဖေကဘတ်တူလေးကလေးကမဖြေဘူးဗျဒါနဲ့ဖိုးစောကကလေးရဲ့ပါဖောင်ဖောင်ကိကိလေးကို မနာမကျင်အောင်ဖွားဖွားလေးဆွဲလေထမေးပြန်ရောတားလီရဲ့ဖေဖေကဘတူလေးကကဲဒီလိုမေးတာဘာဆန်းတလေဗျာချစ်စရာကောင်းတဲ့ခလေးငယ်လေးတွေကို တွေ့ရင်ချီရင်ပူရင်ချော့ရင်မြူရင်နဲ့တားဖေဖေဘတူလေးတားမေမေဘတူလေးလို့ဘာရဲမဟုတ်ဗစက်ထဲတွေ့ကြရမေးယူမေးစင်ထုံးစံမေးဟာဒါပေမဲ့မနှင်းသွယ်ကမျက်နာပြက်နေတယ်ဗျာ ဖိုးစောကတော့မဟင်းကားဆိုင်ထဲကလူတွေအကုန်လုံးကြားလောက်တဲ့သူ့အတန်ပြဲကြီးနဲ့ထက်ခါတလေးလေးတတလေးရဲ့ဖေဖေဘတ်တူလေးအမှန်ကအဲ့ဒီကိစ္စဟာတကယ်ပြဿနာအကြီးကြီးမှအကြီးကြီးဗျဒီကလေးဟာကိုစိန်မြနဲ့မနှင်းသွဲတို့သားဆိုပေမဲ့တကယ်တမ်းကျတော့ကိုစိန်မြကွဲလွန်ပြီးဆယ်လကျော်မှမွေးတာလေဗျတကယ်လက်သေးကခဲအိုတိတ်ပန်စိန်လှဆိုပဲမနှင်းသွဲတယောက် ခဲအိုဖြစ်တဲ့တိတ်ပန်စိမ့်လှနဲ့တူးတူးတိတ်တိတ်ဘာညာဘာညာဖြစ်ကြပြီးမဖုံးနိုင်မဖိနိုင်အကောင့်အထည်ပေါ်လာတော့မှမကြသေးခင်ကမှဆုံးသွားတဲ့ကိုစိမ့်မြရဲ့ခေါင်းစဉ်တက်လိုက်တဲ့ဆိုတာတရက်ကွက်လုံးကရှိတ်မိတယ်။ဒါပေမဲ့အာနာပါနာနဲ့ပေါ်ဗျာဘသူကမှတော့ပေါ်တင်ကြီးငါတို့သိတယ်ဟေးလို့ကာယကံရှင်တွေရှေ့မှာပြောင်းမပြောကြဘူးရက်ကွက်အထားပဲဆိုရမလားမသိဘူးအချင်းချင်းလက်ကုပ်ပြီးတီတူတီတူတဖန်းဖို့လှုပ်ယုံတော့ ကွက်ကြည့်ကွက်ကြည့်မင်းငုံယုံလောက်ပေးမနှင်းသွယ်ကိုတိုင်းကလည်းရှိမ့်မိပုံရရဲ့ဗျရက်ကွက်ကသူ့အကြောင်းသိပေမဲ့မကောင်းတဲ့လူအောင်းဤနေကြရင်ဆိုတာသူ့ဘာသာသူလဲလက်ပြမလုံဘူးပေါ့ဗျာဟောအခုကြတော့မှဘုမတိဘာမတိပါဇက်ဝင်းစော့တဲ့ဖိုးစော့တယောက်အော်ကြီးဟစ်ခြင်းနဲ့ခလေးကိုနှုတ်နေပုံကခလေးအဖေရင်တရက်ခန့်ပေါအောင်ပလေးစစ်စစ်နေတယ်လို့လို့ဟောနောက်တချီလုတ်ပြန်ပါမကော တတရဲ့ဖေဖေကဘတူလေခလေးကမဖြေမောင်ဟင်းကစားနေကြတဲ့အကြောင်းတိလမ်းသူလမ်းသားတွေကတော့တခွိခွိနဲ့ကြိတ်ပြီးရီကုန်ကြပြီဗျမောင်ဟင်းကတဲ့ဒေါ်ရီကြီးတောင်မနေ့ဖြစ်ညက်မျက်နှာဘူးတတ်ထားရတဲ့ရုပ်တီကြီးနဲ့ဟေးရီအစ်စ်လိုက်ပေးရင်ပြုံးစီပြုံးစီခလေးအမေမနှင်းတွေကဆောင်းဆောင်းအောင်အောင်နဲ့ကျွန်တော်တို့ဘက်ကိုမျက်စောင်းတက်ချက်ထိုးတယ်ဖိုးစောကတော့ထုံးစံအတိုင်းအရေးသုံးပါနားမလည်ဘူး ဟောကြည့်သူများဖုံးထားရင်မစင်ပုံကိုတုံနဲ့တွားဆွပြန်ပြီဟေးတတလေးရဲ့ဖေဖေပတူလေးပြောပါအောင်ဟဲ့အကောင်ရဲ့မနှင်းသွယ်တော့ပောက်ကွဲပြီပြုတ်ခလေးကိုဆက်ခနဲကတိခွင်ချီဖိုးစော့ကိုလက်ညှိုးငေါငေါထိုးပြီးရမ်းတွေ့တော့တာပဲခလေးအဖေကိုဘာကိစ္စမင်းနေရတာတော့ငါဘာသာငါဘသူနဲ့ရပြီမွေးထားမွေးထားနင်းနဲ့ဘာဆိုင်တလေဟဲ့ဟင်ပောက်ကွဲသွားကြင်သလားနှင်းသွယ်ကိုလာမဆန်းနဲ့ ဘာမှန်တယ်လဲ။အိုးမလုံတော့အုံကွဲတဲ့အတန်ကအတော်ကိုကျဲတဲ့ဗျာ။ကိုစင်သူကမျက်လုံးလေးပြလက်တွတ်ပြလက်တွတ်နဲ့အချိန်လေးမကောင်းဘူးပြုလစ်ဆိုးလို့ကပ်ပြောတယ်။ဖိုးစောကတော့သူ့အမားကိုသူ အားနာပြီးတောင်းပန်နေလိုက်တာများ။ကတော့ဘာရဲ့အမရဲ့ခလေးကသူ့အဖေကို သူသိရင်ထင်လို့ပါ။အဲ့ဒီလိုတောင်းမန်လေးလေးမနှင်းသွယ်ကဒေါသပို့ထွက်ပြီးဘလူးဆိုင်တီးလေးလေးပဲ ဘေးကလူဘေးကလည်းဝင်မဖြန့်ဖြေးကြဘူးဗျာမဟင်းကားပကံတွေဘေးချပြီးတဝါဝါတဟာဟာရဲနေလိုက်ကြတာသူတို့လည်းအောင်လုံးတွေအခုမှပွင့်နေထင်ပါရဲ့ဩတက်လဲတက်နိုင်တဲ့ရက်ွက်ကလေးဗျကလေးအဖေတရက်ခံဖို့တဲ့ကိစ္စကအဲ့ဒီလောက်နေပြီးမသွားဘူးဗျမိခဲကိုပြားနဲ့ဖုံးလိုက်သလိုမျိုးပေါ့ဗျာယာယီငုတ်သွားတဲ့သဘောပဲအဲ့ဒီငုတ်နေတဲ့မိခဲကို ပြန်ပြီးဟုံဟုံတောက်လောင်လာအောင်အပေါ်ကပြာမှုန်တွေကိုလေးနဲ့တဖူးဖူးမှုန်ပြီးဖေရှားပေးတဲ့လူက တရက်ကွက်လုံးရဲ့အချစ်တော်မော်ရီယာမင်းအန်တီလားဗျ။တကြံရဲ့နီးလာတော့လင်းယုံဖျောင်းနိုင်အင်က အလှလှုပ်တယ်။ဒေါ်ပူကျွေမွေးနေဆိုလားဘာဆိုလားတခုခုတော့တခုခုပဲမမှတ်မိတော့ဘူး။အေးမှတ်မိနေတာကတော့မဟင်းကကြွေးတယ်ဆိုတာပဲ။စားလို့ကောင်းလိုက်တာဗျ။အဲ့ဒီတုန်းကကျွန်တော်တို့လက်ထဲမှာလေးပတ်စံပြက်နေတော့ အိမ်မှာတနက်စာချက်စားရတတ်တာရင်လည်းမနေဘူးဆိုပြီးပဖြဲနှစ်ဖြဲအာမနာတဲ့သွားစားလိုက်ကြတာတကယ်ထမင်းကိုလွတ်ရောလွတ်မှာပေါ့ဘိုင်ချောင်သွားလိုက် တချီထက်စားလိုက် နိုင်ဝက်လောင်လန်းတလားလိုက်ထက်စားလိုက်နဲ့ရေးရေးလေးလေးအားရပါရဝါကြစ်တာကိုကျွန်တော်တို့ကြီးပဲအဲ့ဒီလိုစားရင်မထင်နဲ့ဗျသူတို့ရက်ွက်ရဲ့အထားကအဲ့ဒီလိုပဲအလူရှိရင်ပဲဖြစ်ဖြစ်မသားရှိရင်ပဲဖြစ်ဖြစ်အဲ့ဒီကိစ္စရှိတဲ့အိမ်မှာ လမ်းထဲကလူတွေတပြုံတမကြီးကအိုးပြစ်အိမ်ပြစ်ကိုအလုတ်အကင်ကိုပါပြစ်ပြီးတော့သွားကူညီကြတာကျွန်တော်တို့တောင်အเจ้าမသိခင်တုန်းကဒီရက်ကွက်ထဲကလူတွေအာအာရရာရှိလာကြည်လားအောင့်မိန်နေတာရိုးရိုးအလှဆိုရင်တညာအိတ်ရှင်ပြုဆိုရင်နှညာသုံးညာအတူပါဆိုရင်ခုနှစ်ရက်ခုနှစ်လီလုံးလုံးအဲ့ဒီအလှရှင်ဒါမှမဟုတ်မသားရှင်ရဲ့အိမ်မှာ ကိုဆွေမျိုးလိုနေပြီးတိုင်းကန်ကုညီဝိုင်းလုပ်ပေးကြတာ စိုက်ကားသမားတွေကသူတို့စိုက်ကားကိုဂိတ်မှာမထိုးတော့ပဲအဲ့ဒီအင်းရှိမှာအမြင့်ရက်ထတာလူချင်းချက်ချင်းပို့ပြီးလို့ရအောင်ရေစီလဲသမားတွေဆိုရင်လေဒီရက်ကွက်မှာကအဝေးစီတွင်းရီကိုရေစီလဲတိုက်တဲ့လူတွေစီကတစီသုံးမှတ်နဲ့ဝယ်သုံးရတာကို သူတို့ရေစီလဲတစီမဟုတ်တစီကို အပြည့်ဖြည့်ပြီးအင်းရှိထိုးပြီးထတာအေးကျွေးတဲ့မွေးတဲ့နေကြရင်တော့သူတို့အိမ်မှာတရက်စာမိကိုတိတ်ဘာမှမချက်တော့ပဲ အလူအိမ်ကဟာကိုနေဖို့ညစာအပြက်တွေ့ကြတော့တာပဲခလေးပေါင်းစနဘုစု ခရုလေးတွေပါတယောက်မှမကြံရအောင်ခေါ်လာတာခေါ်ရမှာပေါ့အဲ့ဒီနေ့အဖို့သူတို့အိမ်မှာမိမမွှေးတော့ဘာမှမချက်တော့ပါဘူးဆိုတယောက်ယောက်မဆားရပဲကြံနေရင်ခွာကြကုန်မှာပေါ့တချို့အတော်ကြီးတွေဆို ကိုအိမ်သားတွေမဟုတ်ဘူးတူတွေတူမတွေတဝန်းခွေနှစ်ဝန်းခွေဆွေမျိုးတွေပါမဆားရမှာဆိုလို့ဟဲ့ဘသူကောဘဝကော မတွေ့ပါလားလိုက်ခေါ်စမ်းနင့်အတော်ကိုနင့်ဦးလီကိုဟေးလာကြလीအဲ့ဒီလူကိုပြုတ်ဟစ်အောင်ခေါ်ပြီးအလှထမင်းစပွဲစီတောချောက်မောင်းသွင်းလာအလှရှင်ကလည်းတပြုံပြုံတရက်ကွက်လုံးကလည်းတယုံယုံဥခွေးနေနဲ့ဒေါ်ပုကျွဲကလည်းတရက်ကွက်လုံးကိုဖိတ်တာပါပဲဒါပေမဲ့သူတို့နဲ့မတည့်တဲ့တိတ်ပန်စိန်လှဘက်ထရီဆိုင်အင်ကိုတော့မဖိတ်ဘဲခြံနာခဲ့တယ်ဗျာ ဒါကိုလေအလူမှလာစားတဲ့သူတိုင်းရှိမိကြတယ်။မရှိမိတာဆိုလို့ဟိုငထုံငထိုင်းဖိုးစောနဲ့အထူပါနားမလဲတဲ့အန်တီလှတို့နှစ်ယောက်ပဲရှိတယ်။ချိလေလုံနေကြပုံကလင်းယုံအလူအင်းရဲ့ချန်တကားပေါက်ဝါမှာခန့်ခန့်ကြီးနဲ့ဆန်ဆန်ကြီးပြ။ရင်တကော့ကော့မျက်နှာထားတချီချီနဲ့အန်တီလှတို့ရက်နေလိုက်ပုံ။ဘေးကလူသားအကြောင်းမသိရင်အန်တီလှကိုပဲအလူရှင်လို့ထင်မှာ။ထင်စရာကောင်းလောက်အောင်လုံနေပုံကလည်း လင်းယုံအင်ရှိကဖြတ်သွားတဲ့လူတိုင်းကိုဟဲ့လာလီဝင်းစားသွားကြအောင်လေတိတိမတိတိမြင်မြင်ကြရလူတိုင်းကို အလှမဝင်းစားဖို့အန်တီလာကပိုင်စိုးပိုင်နဲ့အတင်းခေါ်တာဗျ။အော်လာကြစမ်းပါဟဲ့ဒီမှာအလှလုပ်နေတဲ့ဟာကိုဒါနမြအောင်ဝင်းစားသွားကြစမ်းပါအောင်ဆို။လှုပ်ပေါက်က သူ့ပတ်စံနဲ့ကျွေးတာကြနေတာပဲ။အရာကိုဖိုးစောကလည်းဘူးမသိဘာမသိနဲ့ရောရောရောင်ရောင် အန်တီလရှေ့ကစွတ်တင်သမျှသူကနောက်ကလိုက်ပြီးရောရင်လိုက်ပါသားရင်လိုက်လုံနေတယ်။အဲ့ဒီအချိန်မှမှတိုက်တိုက်ဆိုင်ဆိုင်ပြအာတာဘလော့ချ်တိုက်ဆိုင်မှုအလွဲတွေတဲ့ကဥပမာနဲ့ပြောရရင်တစ်နေ့လုံးမှခဏလေးပဲနားဖို့ထိုင်လိုက်တဲ့အလုသမားနဲ့တစ်နေ့လုံးမှတစ်ခေါက်ပဲဖျက်လျှောက်တဲ့အထက်လူကြီးစုံမိကြတယ်လို့မျိုးပေါ့။ကန်ဆိုးပုံကသိပ္ပံစိန်လှရဲ့မိမမလာထေးကလည်းဈေးကနေဟင်းချက်စရာတွေဝယ်ပြီး ရှင်းတောင်ကြီးတရောင်စစ်ကွေးမြန်လို့ပြန်လာတာနဲ့တဲ့တယ်တိုးတာမလာသေးတို့အင်ကလမ်းတောင်ဆုံးမှာဆိုတော့အလူလုံနေတဲ့လင်းယုံဖေအောင်တိုင်းအင်ရှိ မလွဲတာမရှောင်တာဖျက်ရတယ်လေမလာသေးဘက်ကနေကြည့်ပြန်တော့လေလင်းယုံဖေအောင်တိုင်းပိုင်ရှင်ဒေါ်ပုကျွဲကိုစိတ်အနာကြီးနာထားတဲ့တစ်ချက်ရှိတယ်ဗျသူတို့နဲ့အင်ရန်ဖြစ်ကြတော့ကဒေါ်ပုကျွဲကမလာသေးရဲ့ရုပ်ရည်ယူပကာကိုတော်တော်ချိုးချိုးဖဲ့ဖဲ့နှိမ်ထားတာဆိုပဲအင် အရာကိုတော့ပြောရမယ်ဗျမလာထည့်ရဲ့တကူလုံးမှာ ထူးခြားစံနှစ်ချက်ကပေါ်တင်ကြီး ဖုံးမရဖိမရဖြစ်နေတာအရာတွေကဘာလဲဆိုတော့နံပါတ်1တွားအယံခေါ်တယ်နံပါတ်2ဖိအယံကောက်တယ်ဘယ်တက်နိုင်မလဲဗျဘဝပေးကုသူပဲအရာကိုဒေါ်ပုကျွေကြီးကမညာမတာနဲ့လက်ညှိုးငေါငေါထိုးပြီးဟဲ့တခေါဖင်ကောက်ဒိုင်ရင်ကောင်းမရဲ့လို့လူကြားသူကြားတွေအော်ကြီးဟစ်ကြီးရန်တွေ့တာ အရာကိုမလှထေးကနာကြီးလို့ကိုမစုံဘူးကဘာကြည့်ရင်တောင်ဥဒန်းမကြည့်ဘူးလို့ညှို့ထားတိထားတာဟောကြည့်အလူလုံနေတဲ့လင်းယုံဖျောင်းနိုင်အင်းရှိက မလွှဲတာမရှောင်တာဖြတ်လျှောက်ရတော့မင်းဆိုတော့တခြားဆန့်ကျင်ဘက်လမ်းရဲ့ဟိုဘက်ချမ်းစီမျက်နာကိုအတိလှဲ့ထားတယ်ဇက်ကြောတွေတောင်တောင့်နေမလားပဲမျက်နှာကြောကိုလည်းတင်းထားတယ်ဈေးချင်းတောင်ကိုတရောက်စစ်ကွေးမှာချိတ်ထပိန်စကိုဒူးတဝက်ပေါအောင်မှားထားပြီး ဇက်တောက်ဇက်တောက်နဲ့တုတ်ချီတင်တော့တာဟဲ့မလာသေးဘယ်ကလာတာတော့ဟဲ့မလာသေးတယောက်ခတ်တုတ်တုတ်လစ်ဖို့ကြိုးစားကမှအလူအိမ်ချန်ဝါမှာရက်နေတဲ့အန်တီကလကမြင်ပြစ်အောင်မြင်သွားပြီးလှမ်းနှုတ်ဆက်တယ်မလာသေးကမကြားချင်အောင်ဆောင်းပြီးစွတ်ဆက်လျှောက်လေမရဘူးအန်တီကလကပြပြတလဲနဲ့အောင်မေကြီးကဈေးကတော့ပြန်လာပြီကိုလာလာအတော်ပဲဒီမှာအလူလုံနေတာတခါရင်ဝင်စားသွားအောင် မလှထေးကတမင်ကိုတိတိတသားကြီးစက္ကနဲမေးထူပြီးညနာကိုပိုလွှဲပစ်လိုက်တယ်။ခြေလန်းတွေကိုလည်းအရှိန်ညှင့်လိုက်တယ်။အရေးသုံးပါနားမလဲတဲ့အန်တီလှကတပြဲကြီးနဲ့ပြုံးပြပြီးအတင်းစွတ်ကိုဖိတ်တော်တာ။ဟဲ့လှထေး။အော်လာစမ်းပါဟဲ့အာမနာစမ်းပါနဲ့ဒီအိမ်က အလှနဲ့ဆွေလိုမျိုးလိုနေတာ။လာမဟင်းကဝင်စား။စဉ်းစားတာကြည့်ပါတော့ဗျာ။ကိုနဲ့ရန်ဖြစ်ထားတဲ့အိမ်ပေါ်တက်ပြီး မျက်နာပြောင်ပြောင်နဲ့မုံဟင်းကသွားစားဖို့ကိုကိုဖိတ်ခေါ်ခံရရင်ဘလို့ခံစားရမလဲဟင်မလှထေးကတော့အလိုက်ကန်းစိုးမတိတန်လုံးနဲ့အန်တီလှကိုဒိုင်းကနေမျက်စောင်းတစ်ချက်လှမ်းထိုးတယ်။ဒါကိုလေအန်တီလှကအထမပေါက်ဘူး။သူ့အရွယ်ကြီးမှအာမနာပြကလက်စိန်လုံရင်အတန်ဆာ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 နဲ့လာစမ်းပါဟဲ့လှထေးရဲ့ဩခတ်လိုက်တာနင်းကရှက်နေပြန်ပြီမရဘူးမရဘူးစားပြီးမှသွားရမယ်နော်ဟဲ့ ဟဲ့ဖိုးစောရဲ့ဒီမှာလှထင်းကိုစွဲစမ်းမအောင်လောကချော်ပြီးဖိတ်ခေါ်သူကအန်တီလှဘူးမသိပါမသိအတင်းဝင်ဆွဲသူကဖိုးစောအဲ့ဒီမှာကြင်လို့ကောင်းတော်တာပဲမလှထင်းကိုဖိုးစော လက်ဆွဲခေါ်နေတဲ့ပုံကအဲ့လိုအိမ်လေးကိုဖိတ်ခေါ်ရနေမတူဘူးဇက်ပွဲထဲမှာရာဇဝတ်သားကိုလူတက်ကုန်းမှာကွမျက်ဖို့လူချမ်းလှုပ်တဲ့အာနာပကွက်သားကတရွတ်တိုက်ဆွဲခေါ်နေပုံမျိုးကြီးဗျာ မလာသေးကလည်းအတင်းစွတ်ပေးကပ်ပြီးခြေကန်ယုံလာလှွတ်လှွတ်ငါ့ကိုလှွတ်ဟာလာပါဗျာစားတော့စမ်းပါမဟင်းကားကကောင်းကကောင်းတဲ့နဲ့ဟဲ့အင်းလှွတ်လှွတ်ကုချက်ချင်းလှွတ်អော်လိုက်မယ်နော်ဖိုးစောကဆွဲမလာသေးကခြေစုံတောင့်တောင့်ကြီးကန်ပြီးယုံဟာဘာပြောကောင်းမလဲအလူအင်းရှိမှာဝယုံတုံးကားနေပေါ့ဗျာအလူအင်းတွေကအကြောင်းသိနေတဲ့လူတွေအဖို့လဲခွာကြနေတာပေါ့ ဝင်ဆွဲရကောင်းနိုးနိုးဟဲ့လွတ်လိုက်သွားပါစေလို့ပြောရကောင်းနိုးနိုးနဲ့အဲ့ဒီအချိန်မှာပဲဟဲ့ကောင်ငါမိမကိုလွတ်လိုက်ကမူးရှုထိုးအော်တန်ကြီးနဲ့တိတ်ပန်းစိန်လှတက်ရောက်ညက်ကြီးတောင်ဓာကြီးဆွဲပြီးပြေးလာတယ်ဟာရှုပ်ကုန်ပြီဥခွေးနီကလည်းမဟင်းငါအုံးမှုတဲ့ရောင်းမကြီးကိုကင်ပြီးပြေးအစင်ဆွဲတဲ့သူကဆွဲစိန်ခေါ်တဲ့လူကခေါ်ရက်ွက်ထဲမှာနေကြတဲ့သူ့ဘက်ကို့ဘက်ပတ်တရာပတ်တကြောင်းတွေအကုန်လုံး အလူအိမ်မှာစုပြီးရောက်နေကြတဲ့အချင်းဆိုတော့ဝုံတိုင်းတွေကျဲပြီးဆွဲကြလွဲကြရိုက်ကြနှက်ကြနဲ့အလူပွဲကနေရံပွဲကြီးလုံးလုံးဖြစ်သွားတော့တာပဲ။